မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မင်္ဂလာတိုင်းကအချက်ပတ်စစ်ကောင်စီရဲ့မိတ္တလာအခြေဆိုင်ရှန်တဲလီတာစကန်ကို short တိုက်ဒုံ73လုံးနဲ့ဒီကနေ့မနက်ပိုင်းမှာပဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့စစ်တပ်ဒေသရင်းမြစ်ကအတည်ပြုပြောထားတဲ့အပြင်မိတ္တလာဒေသခံပြည်သူတွေကလည်းပြောထားပါတယ်အချက်ပတ်စစ်ကောင်ဆောင်မေး online ကိုတက်ရောက်ခဲ့တဲ့ငါမင်းဆွေကိုတော့နိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးပြပြစေမှုနဲ့ဖန်စီအမှုဖွင့်ထားတယ်ဆိုပြီးစစ်ကောင်စီကိုယ်တိုင်ထုတ်ပြန်လာတဲ့သတင်းပါဝင် ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးတိုင်းကအချမ်းဖတ်စစ်ကောင်စီရဲ့မိဒီလာအခြေဆိုင်ရှန်တဲလီတာစကန်ကို short တိုက်တော့73လုံးနဲ့ဒီကနေ့မနက်ပိုင်းမှာပဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်ကအတည်ပြုပြောထားတဲ့အပြင်မိဒီလာဒေသခံပြည်သူတွေကလည်းပြောထားပါတယ်ဒီကနေ့နိုဝင်ဘာလ17ရက်နေ့မနက်9:00နာရီဝန်းကျင်လောက်မှာပဲအချမ်းဖတ်စစ်ကောင်စီရဲ့မိဒီလာရှန်တဲလီတာစကန်ကို short တိုက်တော့ကြောက်ရောက်ပောက်ကွဲခဲ့ပြီး ကနဦးအနေနဲ့ထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုသိထားရတယ်လို့အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုအတိအပြုပြောထားပါတယ်။ဒါအပြင်အခုနောက်ပိုင်းလေတက်စခန်းတွေတိုက်ခိုက်ခံရရင်စစ်ကောင်စီဘက်ကသတင်းတွေကိုဖုံးထားပြီးတက်အချင်းချင်းလှမ်းမေးရင်တော့မဖြေကြတော့ပဲသတင်းတွေကိုပေးမသိတော့တယ်လို့ဒီကနေ့မနက်အဲ့ဒီရှန်တက်လေတက်စခန်းကိုရှော့တိုက်တုံးကြောက်ရောက်ပောက်ကွဲခဲ့တဲ့အကြောင်းနဲ့ထိခိုက်မှုတွေရှိထားတဲ့ဆိုတဲ့အကြောင်းကိုသာလောလောဆယ်သိထားရသေးတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ တပတ်ကမိထီလာဒေတာကန်ပြည်သူတွေကလည်းဒီကနေ့မနက်ပိုင်းမှာအဲ့ဒီစစ်ကောင်စီရဲ့ရှန်တဲ့ latest စကန်အတွင်းပောက်ကွဲသံတွေဇက်တိုက်ကြားရတဲ့အကြောင်းကိုပါအတိပြုပြောထားသေးပြီးလက်ရှိမှာလည်းမိထီလာမြို့နယ်တဝိုက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကပိတ်ဆို့စစ်ဆေးဓာတ်တွေလုပ်နေတယ်လို့လည်းမိထီလာမြို့ကန်တအုပ်ကပြောထားပါသေးတယ်ခင်ဗျတပတ်မှာတော့အကြမ်းဖက်စစ်ကောင်ဆောင်မိအွန်လိုင်းကိုတယောခဲ့တဲ့ငါမင်းဆွေကိုတော့နိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးပြပြဈေးမှုနဲ့ဖန်ဆီးအမှုဖွင့်ထားတဲ့ဆိုပြီးစစ်ကောင်စီကိုယ်တိုင်သတင်းထုတ်ပြန်လာပါတယ် နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းကပဲအချက်ဖတ်မင်းအွန်လိုင်းကိုတရော်ခဲ့တဲ့ငါးမင်းဆွေကိုကြိုက်ထုတ် yes scan ကနေလာဖမ်းသွားတာဖြစ်ပြီးသူ့ကိုရန်ကုန်တိုင်းလှိုင်မြို့နယ်မှာနိုင်ငံတော် အကြီးအကျယ်ပြက်စီမှုပုံမှန်905ကကြီးနဲ့အမှုဖွင့်ထားတဲ့အကြောင်းကိုလည်းငါးမင်းဆွေကိုတိုင် live လွှင့်ပြီးတော့ပြောသွားပါသေးတယ်အခုတော့အဲ့ဒီငါမင်းဆွေဆိုတဲ့သူကိုနိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးပြပြအောင်လူမှုကွန်ရက်ကနေလှုပ်ဆောင်ဝါဒဖြန့်မှုတွေကြောင့် အုံမငါငါကာကြီးနဲ့ဖန်းစီအမှုဖွင့်ထားတယ်ဆိုပြီးစစ်ကောင်စီကိုတိုင်ကပဲနိုဝင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့အယွန်ကြီးမြို့သားညညရေးအစိုးရစီမစတင်ဘာလနဲ့အော်တိုဘာလနှစ်လအတွင်းမှာတင်အချမ်းဖက်စစ်ကောင်စီတပ်ကအရာရှိအဆင့်ဗိုလ်ကြီး၄ဦးနဲ့ရဲအုပ်၂ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄၉ဦးအလင်းဝင်ရောက်လာတယ်လို့အယွန်ကြီးကနေတရားဝင်ထုတ်ပြန်ထားပါတယ်အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား၄၉ဦးတဲမှာ လက်နက်နဲ့အတူဝင်လာတဲ့သူတွေလည်းရှိပြီးအဲဒီလိုလက်နက်ပါယူလာတဲ့စစ်ကောင်စီဝင်တွေကိုတော့အယူကြီးကာကွယ်ဝင်ကြီးဌာနကနေဂုံပြုစုငွေတွေလည်းချိမြင့်ပေးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိအကြံဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအပါအဝင်စစ်မှုထမ်းအမိန့်ကြောင့်တတားတဲ့အဖြစ်စုဆောင်းခံရတဲ့သူတွေအနေနဲ့အာဏာရှင်အတွက်ကိုယ့်ရဲ့အသက်ကိုစည်ပေးနေရတဲ့အခြေအနေကနေအမြန်ဆုံးယုံထွက်ကြဖို့နဲ့ပြည်သူရင်ဝင်ကိုအမြန်ဆုံးခေလုံးကြဖို့ကိုလည်းအယူကြီးကနေအတိပေးတိုက်တွန်းထားပြီးလက်ရှိမှာလည်းပြည်သူရင်ဝင် Telegram လူမှုကွန်ရက်စာမျက်နှာအပါအဝင် ကိုနဲ့နီးစရာ PDF တပ်ဖွဲ့တွေတိုင်းသားမဟာမိတ်တပ်ဖွဲ့တွေကိုလည်းဆက်တွယ်ချိတ်ဆက်ပြီးပြည်သူရင်ဝင်ခိုးလုံနိုင်ပါတယ်လို့လည်း MG ကာကွယ်ရေးဝန်ကြီးဌာနကနေအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲမကွေးတိုင်းမှာအချက်ဖက်စကောင်စီရဲ့အတင်းအဓမ္မစစ်သားတစ်စုဆောင်ခံရသူနှစ်ဦးဟာလက်နက်တွေပါယူချလာပြီးတော်လန်ကြီးတက်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်ခုနှစ်ဖြစ်တဲ့ဂျိုးဂျာနီတရင်ကပြောပါတယ်အဲ့ဒီလိုအချက်ဖက်စကောင်စီရဲ့ အတင်းအဘစစ်သားတစ်စူဆောင်းခံရသူနှစ်ဦးဟာမကွေးအရှိချမ်းပြည်သူကာကွယ်ရေးတပ်တော် PDF တရင်ခွနဲ့ဂျိုးဂျာနီတရင်နဲ့ဆက်သွယ်လာပြီးသူတို့နဲ့အတူ MA11 လက်နက်နဲ့လက်ပစ်ဘုံခဲယမ်းတွေပါယူချလာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုလက်နက်ပါယူချလာပြီးအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သားတစ်နှစ်ဦးကိုဂျိုးဂျာနီတရင်ကကောင်းကောင်းမွန်မွန်လက်ခံကြိုးဆိုထားပြီးဂုံပြူစုငွေချင်းမြှင့်မှုနဲ့ တို့တွေကြုံခဲ့ရတဲ့အခြေအနေတွေကိုလည်းမေးမြန်းပြီးတော့ထပ်မံထုတ်ပြန်ပေးသွားပါမယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်ခုနှစ်ဖြစ်တဲ့ဂျိုးဂျာနီတရင်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ DNL သိမ့်ပိုက်ထားတဲ့ကြောက်မဲမျိုးမှာအချက်ပစကောင်စီလက်ထက်ကမူရစေဝါသုံးဆွဲသူအယောက်320ကို DNL ကဖမ်းဆီးထိန်သိမ်းပြီးတော့အကျင့်စာရိတ္တပြုပြင်ရေးကြောင်ဖွင့်လှစ်ပြုပြင်ပေးထားတယ်လို့ DNL ကသတင်းထုတ်ပြန်ထားပါတယ် အဲ့ဒီကြောင်မဲမြို့ကတော့အော်ဂလာမာတင်တရနယ်လေးပီတီပူပေါင်းတက်တွေကတိုက်ခိုက်သိမ့်ပတ်လိုက်တာဖြစ်ပြီးအဲ့လိုသိမ့်ပတ်ပြီးတဲ့နောက်မှာပဲစစ်ကောင်စီလက်ထက်မှာမူရစေဝါ၃ဆွဲသူအယောက်320ကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်တရနယ်လေးရဲ့မူရစေဝါတိုက်ဖြတ်ရေးဌာနကနေအဲ့ဒီလိုဖမ်းဆီးထိန်းသိမ်းထားတဲ့မူရစေဝါ၃ဆွဲသူအယောက်320အတွက်အကျဉ်းစာရိုက်တွေပြုပြင်ရေးကြောင်းကိုဖွင့်နေပေးပြီးပြုပြင်ပေးခဲ့တယ်လို့လည်းတရနယ်လေးကနေတရားဝင်ထုတ်ပြန်ထားပါတယ်လက်ရှိမှာလည်းကြောင်မဲမြို့မှာ တန်လီကရက်ရွာအေဂျင်တာယာရေးတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကင်ပီနယ်မြောက်ရီမြို့မှာရထိုက်အပါဝင်ကြားဖြန့် online ငွေလိမ်ကမ်ပဏီတွေဖျက်သိမ်းမယ်ဆိုတဲ့သတင်းတွေကမဟုတ်မှန်ဘူးဆိုတဲ့ကြေညာချက်တွေကိုစကောင်စီလောက်ခံ BGF ဘက်ကဖြန့်ဝေနေပြန်တယ်လို့ရွှေကုတ်ကိုမြို့နယ်သတင်းအရေးမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်စက်တင်ဘာလ17ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့စကောင်စီလောက်ခံ BGF တပ်ဖွဲ့ရဲ့အမိန့်စာမှာ အဲ့ဒီမြောက်ရီမြို့နယ်ကရထိုက်ကြားဖြန့်ကမ်ပဏီကိုဖျက်သိမ်းမယ်ဆိုတဲ့သတင်းတွေကမဟုတ်မှန်ပဲအတူအောင်လေးသာဖြစ်တယ်ဆိုပြီးပြောထားပြန်ပါလေအဲ့ဒီလိုသတင်းတူတွေကြောင့်အဲ့ဒီကမ်ပဏီတွေကနစ်နာတယ်ဆိုပြီးတော့ဗာကြေညာချက်တွေမှပြောထားပြန်တဲ့အပြင်အဲ့ဒီကဝန်ထမ်းတွေကိုလည်းစိတ်ချလက်ချလုံနိုင်တယ်ဆိုတဲ့ကြေညာချက်တွေကိုအဲ့ဒီစစ်တလောက်ခံ BGF ဘက်ကဖြန့်ဝေနေပြန်တယ်လို့ရွှေကုတ်ကိုမြို့နယ်သတင်းရင်းမြစ်တွေကပြောထားပါလေအဲ့ဒီကြေညာချက်ဟာ BGF ဘက်ကပဲ ထမကြပြန့်ငွေလိန်ဂိုင်းတွေကိုဖျက်သိမ်းမလို့လို့ ਨੇ သူတို့ပဲကိုလာပိုင်းရဆွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီးတကယ်တကယ်ကဖျက်သိမ်းတာလည်းမဟုတ်ပဲလုပ်ငန်းတွေတောင်တိုးချဲ့နေသလိုအခုတခါသူတို့ကပဲပြန်ပြီးအဲ့ဒီကြင်ညာချက်တွေကအတုအယောင်တွေဆိုပြီးတော့ပါဖြန့်ဝေနေပြန်တာဖြစ်တယ်လို့လဲရွှေကုတ်ကမြို့တက်အတွင်းမှာရှိတဲ့တည်င်းရင်းမြစ်တွေကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီစစ်ကောင်စီလက်အောက်ခံ BJ ကောင်းဆောင်စော့ချစ်သူထိန်းချုပ်ထားတဲ့ကင်ပီနယ်မြောက်ရီမြို့ကကြပြန့်ငွေလိန်ဇုံတွေမှာလုပ်ငန်းတွေပါဆက်လက်တိုးချဲ့နေပြီး တရုတ်နိုင်ငံသားတွေလက်အစမပြတ်ဝင်ရောက်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောထားပါသေးတယ်။တစ်ဖက်မှာတော့အဲဒီကင်းပြည်နယ်အွန်လိုင်းငွေလိမ်ဆုံတွေကိုထိန်းချုပ်ထားတဲ့အကြမ်းဖက်မင်းအွန်လိုင်းလက်အောက်ခံဗီဂျက်ကောင်းဆောင်စောချစ်သူဘိုမုတ်သုံးဘိုတင်ဝင်းနဲ့ချစ်လင်းမြိုင်ကံပီတို့ကိုအော်တိုဘလ29ရက်နေ့ကပဲအွန်လိုင်းငွေလိမ်မှုမူရစ်ဆေးဝါးမှုလူကုန်ကူးမှုတွေနဲ့ဥရောပသမဂ္ဂကနေဒန်ကပ်ပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်းကိုလည်းကြေညာထားပါသေးတယ်ခင်ဗျ။ ओके okay. ताकरो यंग कितने का नहीं दिन लेकिन